ားလုံးပဲမင်္ဂလာပါရှင်။ရွှေသိအော်ဒီဘုတ် channel မှာကြိုဆိုပါရစေ။ဒီ channel မှာက1981ခုကစတင်ထိုးဝေခဲ့တဲ့ပေပူလာမဂ္ဂင်မှာဖော်ပြခဲ့တဲ့ယတဝတ္ထုတွေကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရစေရှင်။ကျမတို့ရဲ့ရွှေသိအော်ဒီဘုတ် channel ကို like and subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။အခုဖတ်ပြမယ့်ဝတ္ထုကဆီယမမဆန္နာရေးတာပြီ1985ခုဂျွန်လာအမှတ်49ပေပူလာမဂ္ဂင်မှာပေါ်ပြခဲ့တဲ့ စည်းစင်းလာတော့ပုတ်တော်ဝါဒဆိုတဲ့ဝိထုကိုဖတ်ကြားတင်ဆက်မှာဖြစ်ပါရဲ့ရှင်။နားဆင်ခံစားပြကြပါအောင်ရှင်။ စီစဉ်လာသောပုတ်တော်ဝါတာဒါလားกว่าယောက်ျားဟင်ဥခင်မောင်တွေကအော်သည်အုံးစီရွှဲရွှဲထည့်ပြီးတင်းတင်းဆွဲထုံထားသောရောင်သည် ရှေ့ဘက်သို့ငိုက်ကြနေသည်နှခမ်းမွေးကားကားကြီးနှစ်ဖက်ကမူအောက်ဘက်သို့ကုတ်ကြနေသည်ယောက်ျားဆိုတာကိုယ့်ပြစ်ကိုယ်ဝန်ခံရရတယ်ကွာမလင်ရဘူးမညာရဘူးမကောက်ရဘူးစိန်တို့သည်ကုတ်ကုတ်ကလေးရက်နေမှတုဖခင်ရမရေတရေလှမ်းကြည့်သည် ထို့နောက်မျက်လွှာကိုချက်ချင်းပြန်ချလိုက်သည်။ယောက်ျားဆိုတာမိုက်ရင်လဲဖြောင်းဖြောင်းမိုက်ရတယ်ကွ။စိုးရင်လဲဖြောင်းဖြောင်းစိုးရတယ်ကွ။ကဲမှန်မှန်ပြောစမ်း။မင်းတောင်ချောင်းကတောက်ရေကန်တဲ့ကိုရေစင်းချိုးတယ်မဟုတ်လား။စိန်တို့ကလဲချောင်းနဲ့မှတရွေးကိုဂလူကနေမျိုးချသည်။တက်နိုင်ရင်ကောင်းခါပြီးဟင့်အင်ဟုဖြည့်ကျင်တော့လဲမပြောရဲ့။ထို့ကြောင့်ခေါင်းငိတ်မလို့လို့ခေါင်းခါမလို့လို့နဲ့ချက်ချင်းပင်ငိုကျင်လာသည်။အာကူများရလီမလားဟု အမေကိုလှမ်းကြည့်တော့လဲအမေကသူ့ကိုနှိမ်ဆောင်ရိပ်ပြီးမကြည့်ပြောင်ဘူးပဲစလိတ်ကိုဖွာရင်လမ်းမှာပဲသူ့ငေးကြည့်နေတယ်ဟိတ်ကောင်ပြောလို့ဆိုဟုတ်ဟုတ်ကဲ့ဟုပြောတော့လဲဟုတ်တလုံးသာထွက်လာတယ်နောက်ဆက်တွဲကဲ့သည်ဒရွေးနှင့်အတူလေချောင်းလေးတို့ပြန်ကျသွားသည်နောက်ပြီးတော့စံတုံးနဲ့ရံဖြစ်တယ်ဟုတ်အေးရံဖြစ်တော့လဲယောက်ျားပြီပြီဖြစ်တာမဟုတ်ဘူးသူ့မျက်လုံးနဲ့သဲနဲ့ကျုံးပတ်ပြီးမှ ဘိုက်ကိုပြေးထိုးတယ်ဟင်ဒါယောက်ျားအလုပ်လားပြောစမ်းဦးခင်မောင်တွေကသူ့ရှိမှကျွန်းစပွဲကိုလက်သေးဖြင့်ထူသည်စပွဲပေါ်ရှိတရုတ်ကြွေပန်းအိုထဲမှနှင်းပန်းလေးများရွရွတဲတဲလှုပ်ခါပြီးကြွေကြလာကြသည်လူပုံကိုကပြိုးစီပြိုးဖက်နဲ့အကျင့်ကလည်းတခိုးကျင်တခိုးကျင်နဲ့ဟင်မင်းတို့လိုအကောင်စားတွေများများမွေးလာလူကတော့ဒီအင်္ဂလိပ်ကျွန်းတပောက်ဘဝကဘယ်တော့မှလွတ်မှာမဟုတ်ဘူးထိတ်ကောင်ဒီမှာငါ့ကိုကြည့်စမ်း မင်းမအပြစ်ရှိလားမရှိဘူးလားစိန်တို့ကောင်းကိုမသိမသာညှင်းပြတယ်ဟဲ့ကောင်မင်းကိုမင်းအမေကဗဇက်တစ်ပေါက်ထည့်မွေးပေးထားတာအလကားမဟုတ်ဘူးဗဇက်ကပြောဟုတ်ရှိရှိပါတယ်အေးဒါဆိုပစိုးချွတ်ဟိုတိုင်ကိုသွားဖက်စိန်တို့ကအမေကိုလှမ်းကြည့်မိပြန်သည်အမေကတုတ်တုတ်ပဲမလှုပ်ချင်ဦးခင်မောင်တွေကဗီဒီယိုအဝတ်ထပ်ထဲမှာတဝဲချင်းကိုထုတ်သည်ညာဘက်လက်ဖြင့်ကိုင်းက ရွှေငနယ်ဝင်လိုက်သည်စိန်တို့ဤလက်ဖျားခြေပြားများသည်ရုတ်ချင်းပင်အေးလာသည်ရင်ထဲတွင်တလှက်လှက်ခုန်လာသည်တိုင်ကိုတင်းတင်းဖက်ပြီးမျက်စိကိုတင်းတင်းမှိတ်ထားလိုက်သည်ကဲဒါကတောက်ရေကန်နဲ့ရေချိုးလို့ဒါကရံဖြစ်လို့ဒါကတော့ယောက်ျားပီပီသားသားရံမဖြစ်တတ်လို့အောက်မလေးအမေရဲ့ဟဲ့ကမိမ့်မလို့မိမ့်မရနဲ့မအောင်နဲ့ ဦးစိန်တို့ကတောက်ခေါက်သည်သူ့လက်ထံမှသူရိယာသတင်းစာကိုစပွဲပေါ်သို့ဒေါသဖြင့်ဆောင်ချသည်ဘာဖြစ်လို့လဲကိုကိုလက်နဲ့ဆိုလို့အတူတချောင်းတော့မပါပဲအေးအေးချမ်းချမ်းသပိတ်မှောက်တဲ့တို့ရဲ့ចောင်းသူចောင်းသားတွေကိုလေပလိတ်တွေကမြင်းစီပြီးနံပါတ်တုံနဲ့လိုက်ရိုက်တဲ့ဟင်မရိုင်းလိုက်တဲ့အကောင်လေကွာဟောတော့ဒေါခင်များများသည်ဦးစိန်တို့၏ဘေးတွင်ဝင်ထိုင်ပြီးသတင်းစာကိုလှမ်းယူသည် သူ့ကိုမှတနခါနဲ့တသိန်းသိန်းမှွေပြန့်နေတော့လေဦးစိန်တို့ရင်မအေးနိုင်ရန်ကုန်ကအမျိုးသားចောင်းတို့ចောင်းအိမ်ចောင်းစားပို့ထားသောတာကြီးအောင်ထုံးကိုမြင်အောင်ပြီးရင်ထဲတွင်ပူနေသည်ဟောဒီမှာကြည့်ပါဦးရှင်ပလေးရိုက်လို့ထွက်ပြေးရတဲ့ចောင်းသူចောင်းသားတွေကြွကြံနေတဲ့ဖက်နှက်တွေလေသတင်းစာတိုက်ကဓာတ်ပုံရိုက်ပြထားတယ်တောင်ပုံရပုံမလားကိုကိုရေဟုတ်တော့တပိတ်မှောက်ကြတာ high school ចောင်းသားတွေလည်းပါတယ်ဆိုပါလားအမလေးကိုကိုကျမတို့သား ဘာဖြစ်လဲกว่าငါတို့သားကူးစိန်တို့ကဖြတ်၍អော်သည်အမလီကျမတို့သားလေးများသပိတ်မှောက်ចောင်းသားတယ်ပါသေးလားမသိဘူးအေးမပါဘူးဆိုရင်တော့ငါကိုယ်တိုင်သွားရိုက်မယ်ဒေါသတော့ကနဲ့မာနာတို့အရေးထင်နေတော့ဦးစိန်တို့၏မျက်လုံးများသည်မှုံမှိုင်းရီဝေးနေသည်ဒီအချိန်ဟာငါတို့တမျိုးသားလုံးသွေးစီရမယ်အချိန်မြမရဲ့နေချင်အင်္ဂလိပ်ကိုတော်လှန်ရမှာဒီသပိတ်ဟာအထီရောက်ဆုံးလက်နက်ပဲဒီလိုအထဲမှာ တို့ရဲ့သားဟာပါရမှာပေါ့ပါကိုပါရမှာပေါ့ဒါပေမဲ့ပလိတ်ကရိုက်အိုးရိုက်ရုံမကလို့တတ်တတ်နေချက်လက်ပါစီတွေဥစိန်တို့ဒီနေရမှဘုံကနေထတဲ့လက်နှစ်ဖက်ကိုနောက်ပြက်ကဧကန်နဲ့တွင်ခောက်တော့ခောက်ပြန်လန်းလျှောက်သည်စပလန်မကြီးပေါ်တွင်သွေးရည်တန်တွင်နှင့်ခွေခွေကလေးလဲနေမလားဟုတွေးမိတော့စိတ်တင်းထားသည့်အထဲမှာရင်ထဲတွင်ပလောင်ဆူသွားသည်ဒီအထဲမှာတာကြီးပါမှာကျင်းနေပါရဲ့ရှင် အေးပါရမှာပေါ့ကွာကိုကိုကလည်းအမြဲမြောက်ပေးနေတာပဲမြောက်ပေးရမှာပေါ့ကွာဒါဟာအမျိုးသားရေးမျက်လုံးအိမ်တွင်မျက်ရည်များလည်လာတော့လေဦးစိန်တို့ကဟန်ကျိတ်ထားတယ်ငါတို့သားတဲ့ပါတာမဟုတ်ဘူးသူများသားသူများသမီးတွေလည်းအများကြီးပါကြပါတယ်ဩခက်လိုက်တာဘာလို့ငူနေသလဲမျက်မျက်ရေးကဲသွားအထုပ်ပိုးသွားပြင်စမ်းနေ့လေရထားနဲ့ကိုကိုရန်ကုန်ကိုလိုက်သွားမယ်သားကိုပြန်ခေါ်ခဲ့နော်ဟိုသူများသားသမီးတွေမပြန်သေးရင်ဘာလို့ပြန်ရမှာလဲ ပြန်ခေါ်ဖို့သွားတာမဟုတ်ဘူးဟင်းဆက်တိုက်ဖို့ဆက်တိုက်ဖို့အားပေးမလို့သိရလားဗျာသိရလားတာကြီးနာမည်အောင်ထွန်းဆိုတာနေချက်ကိုအောင်ပြီးထွန်းကအောင်လို့မှဲ့ထားတာဆိုတာမေ့ပြီလားဦးစိန်တို့ကအန်ကျိတ်တန်နဲ့អော်လေသည်ตาခမောင်ဝေဖေဖေစီလာစံဦးအောင်ထုံးကလှမ်းခေါ်သည်ခမောင်ဝေသည် သူ့လက်ထံမှဖိုတိုပလေးစာအုပ်ကိုစာချီစပွဲအန်ဆွဲတဲ့သူ့ဖြတ်ခနဲ့တွင်ကပိတ်လိုက်သည်ဟုတ်ကဲ့လာပါပြီဖီဖီဦးအောင်ထွန်းကခင်မဝေအားတစ်ချက်သာလှမ်းကြည့်ကစပွဲစွန်းတွင်တင်ထားသောရှေးပြင်းလိုက်တူကိုကောက်ပြီးမင်းညိသည်မင်းမနေ့ကအကြောင်းပြည့်တယ်မဟုတ်လားဟာမဟုတ်ပါဘူးယောက်ျားဆိုတာကို့အပြည့်ကို့ဝန်ခံရရတယ်ကွမညာပါနဲ့ရုပ်ရှင်ုံထဲကမင်းနှုတ်ထွက်လာတာဖီဖီမျက်စိနဲ့မြင်ပြီးသားခင်မဝေဤ နှက်ခမ်းပေါ်ကအပြုံးသည်ပျောက်သွားသည်မျက်တောင်ကို မရည်ရွယ်ပဲနှင့်တစ်ဖြက်ဖြက်ခတ်မိသည်လေချောင်းတွင်နေလာသောတရွေးကိုဂလူကနေမြူချသည်ရှစ်တန်းဆိုပေမဲ့ပော့မလီနဲ့အခုကလေးကမှန်မှန်ကြိုးစားမှဆယ်တန်းမှအမှတ်ကောင်းကောင်းနဲ့အောင်ပါဒါမှလိုင်းကောင်းကောင်းဝင်ရမှဆိုတာမင်းကိုခဏခဏပြောထားဘူးသားနဲ့ကွာခင်မောင်ဝေးဤကောင်းသည်ငုံသွားသည်ရုပ်ရှင်ုံထဲမှအထွန်းဖခင်ကတွေးပြင်အောင်တွေးလိုက်တော့ကံကြမ္မာကသာစိတ်ဆိုးခြင်းသည် မင်းကိုကောင်းဝေဆိုတဲ့အကြောင်းမှထားတယ်။ကောင်းဝေဆိုတဲ့သူရှင်တွေလည်းအကုန်တခိုင်းတယ်။တဟာဖေဖေတို့ပတ်စံပေါလုံးလို့မဟုတ်ဘူး။ချမ်းသာလုံးလို့မဟုတ်ဘူး။တားကိုသူများထက်တော်စီခြင်းလို့တက်စီခြင်းလို့ထူးချွန်စီခြင်းလို့ခင်မဝေကကလထိုင်းလျှံကိုလက်သေးဖြင့်ချစ်နေသည်။မင်းဒီလိုကြောင်းပြေးပြေးနေတာဘယ်နှခါရှိပြီလဲပြောစမ်း။ဒီဒီတစ်ခါတည်းပါ။ခင်မဝေကအထစ်ထင်ကောင်းကောင်းဖြစ်သည်။အမှန်ကတော့လေးကရှိပြီဖြစ်သည်။ ရှစ်တန်းချောင်းသားလူပြိုပေါက်ဆိုတော့ Bridget Bardot နဲ့ Anita Ekberg ကိုကြိုက်တန်နေပြီဖြစ်သည် James Bond ကကိုလည်းနှစ်ခါသုံးခါပြန်ကြည့်ပြီးရေကူးပေါင်းမိတူတူကလေးနဲ့ Arsula Indre ကိုအိမ်မက်ထဲအလဲခေါ်တတ်နေပြီဖြစ်သည်ဘွဲရတွေပညာတတ်တွေတဖြည်းဖြည်းများလာနေပြီနောက်ဆိုရင်မှုလို့ပောက်တော့မယ်ဒီကြားထဲမှာကိုကမထူးချွန်နိုင်ရင်အလကားပဲကြားလာခင်မဝင်ဟုတ်ကဲ့ဦးအောင်ထုံးကဆေးပြင်းလိုက်တူကိုသွားဖြင့်ဖိကရင် ခင်မောင်ဝေ၏မျက်နှာကိုစူးစူးဆိုင်ဆိုင်အကဲခတ်သည်ခင်မောင်ဝေ၏မျက်လာချထားသည်မင်းကောင်ကပြောဘူးပေါင်းနဲ့များလာပြီရှယ်ရန်ကိုအမှတ်ကောင်းကောင်းနဲ့မအောင်လို့ကတော့အလကားပဲဆိုတာ MC ရမှာမဟုတ်ဘူး RND လည်းရမှာမဟုတ်ဘူးဒန်ဒယ်လည်းရမှာမဟုတ်ဘူးအဲမေဂျာရောက်သွားလဲအဲ့ဒီမှာထိတ်ဆုံးကနေဘွေးရမှာဆရာပြန်လျှောက်လို့ရမှာခင်မောင်ဝေကသပင်းကိုမတိမသားရှိုင်မိသည်လူတိုင်းလူတိုင်းဒီစကားပင်ပြောနေကြသည် အဖေရောအမေရောထို့ပြင်ကျောင်းကဆရာတွေရောကျူရှင်ကဆရာတွေရောအားလုံးတိုင်ပင်ထားကြသလို MCMC နဲ့တတို့တို့ရေရွတ်နေတတ်ကြလေသည်ဦးအောင်ထွန်းကအတန်မာမာဖြင့်ဆက်ပြောသည်မင်းဒီလိုပဲရုပ်ရှင်ခိုးကြည့်လိုက်ကျူရှင်ပြေးလိုက်ကျောင်းပြေးလိုက်လုပ်နေလို့ကတော့တသက်လုံးကောင်းစားမှာမဟုတ်ဘူးဒါဟာပညာရေးတွေမကဘူးဘဝအရေးပါပါနေရဲဆိုတာကြက်ကြက်မှတ်ထား ဝေသည်လက်ထဲမှယူရီးယားချိုခြင်းတလုံးကိုရှက်ကူဘက်ခွာကပါဇက်ထဲထည့်လိုက်သည်အလုံးမပြည့်စီပဲအตาမြုံရီစုပ်သည်ထို့နောက်ပါဇက်ထဲမှပြန်ထုတ်ကရှက်ကူဘက်နှင့်ပြန်ပတ်သည်အိတ်ထဲမှချိုခြင်းအစ်တလုံးထုတ်ကစားသည်ခုနတုန်းကသူစုပ်ပြီးသားချိုခြင်းကိုယူကာတုံးဖက်နေသောဖြိုးဝီစီတို့ပြစ်ပေးလိုက်သည်ကြော့ကူကူမင်းမို့မမေပေးလိုက်တာဖြိုးဝီကကာတုံးစာအုပ်စီမှမျက်စိမခွာ ်ချိုးချင်းကိုလှမ်းယူပြီးစက်ကူဘက်ခွာကပါဇက်သေးပြစ်ထဲလိုက်သည်ထိုးတော့ကာတွန်းကိုစိတ်ဝင်စားစားဆက်ဖက်လေသည်ဟင်းအရဲကောင်ခံပေါသူတို့နှစ်ဦးကိုမတိမသားအကဲခတ်နေတော့ဥက္ကမဝေကစိတ်တွင်မှရေရွမိသည်အငယ်ကောင်ကအဲ့ဒီလိုပဲတိတ်ပြီးလူလဲကြတယ်မောင်ရဲ့သူ့ဘေးတွင်ထိုင်နေသောဇနီးဖြစ်သူပြုံးတွေကခတ်တူတူပြောသည်တနေ့တုန်းကလည်းအင်ရှိအင်ကလှမင်းနေရန်ဖြစ်တယ်ဖြစ်တာကလည်းသူကစပြီးတောက်ခဲနဲ့ပောက်တာ ဲ့ဒါဟိုကသူ့စီပြေးလာတော့မျက်နှာကိုတဲနဲ့ကျုံပက်ပြီးမမြင်မကန်းဖြစ်နေတော့မှဘိုက်ကိုပြေးထိုးတယ်လေနောက်ပြီးအိမ်မော်ပြေးတက်လာပြီးအခန်းထဲဝင်ပုံးနေတယ်ကဲဥက္ကမဝေကစပွဲပေါ်မှာကော်ဖီဘက်ကိုယူပြီးတကြိုက်ချင်းတောက်သည်ကြောက်တိုင်းကော်ဖီမုတ်ကိုထက်ညက်နဲ့ဖြော်ထားတာဆိုတော့တောက်ရသည်မှာအရသာမရှိလာပင်ကော်ဖီမုတ်ကောင်းကောင်းလေးများဝဲပါအောင်ပြုံးလို့ရယ်ဝဲကျင်တာပေါ့မောင်ရင်ဘူချုပ်သေးကဟင်းသာကော်ဖီမုတ်ကစီသာအောင်နဲ့လက်မှတ်လုပ်ထားတာတော့ နေတဝက်လောက်တန်းစီရတာလက်ရွေးစင်ကော်ဖီမုန်းကတော့တပေါင်းကို30တဲ့30လဲဆယ်ပေါ့ကွာဝေးပါလားဘူးခင်မောင်ဝေးကထိုစကားကိုစိတ်ထဲမှပင် ပြောလိုက်သည်အပြင်သို့ထုတ်ပြောလျင်မောင်ရတဲ့လာကရှိရကြောဆိုတာစင်ပဇံနှံ့ပက်တာလောက်ပဲရှိတာအိမ်လာကဘလောက်မီတာကကဘလောက်ကျောင်းလာကကဘလောက်ဆံဝယ်ရတာဘလောက်စီဝယ်ရတာဘလောက်မင်္ဂလာဆောင်လက်ဖွဲ့ရတာဘလောက်ဆိုတာတွေကိုဇက်တိုက်ကြားရတော်မူကိုမကြားခြင်းလှပီး အဖေပြောသလိုဆယ်ရန်းကိုအမှတ်ကောင်းကောင်းဖြစ်အောင်မှဘဝရေးစိတ်အေးရမည်ဆို၍စာကိုဖိကျူးစားခဲ့သည်ဆရာဝန်မဖြစ်တော့လဲအင်ဂျင်နီယာဖြစ်ခဲ့သည်အဖေမျှော်မှန်းသလိုမကြွေးဆန်ဖွေဝေးနှင့် Nest Coffee မွေးမွေးကိုတော့စာခွင့်တောက်ခွင့်မရခဲ့ပြီတငယ်ချင်းပေါင်းတဲ့နေ့မှာချမ်းသာသူများချမ်းသာကြသည်ကိုအားကြမိတော့လဲကိုကသူတို့လိုချမ်းသာအောင်မလုပ်တမ်းကျောင်းကသင်ပြီးတော့ပညာတွင်ထူပညာများမပါခြင်း နော်မောင်ပြောအောင်လို့ဆိုပြုံးတွေကသူ့လက်မောင်းကိုလှုပ်ပြီးပြောတယ်ဟင်ဘာပြောရမှာလဲမောင်သားအငယ်ကိုလေတနေ့တုန်းကလည်းမောင်ထမင်းစားပြီးထိုင်နေတော့ပြုံးတွေကမလကာသေးနှလုံးပေးလိုက်တယ်လေမောင်ဘူကအကြီးသူ့ဘူကအသေးအဲ့ဒါကိုတော်လေးကမောင်ကိုအသေးလေးလာပေးပြီးအကြီးကိုသူ့ပါဇက်တဲထည့်လိုက်တယ်မဟုတ်လားအေးအဲ့ဒါကြည့်ဆုံးမအောင်လူကလေးကလက်တောက်လောင်းနဲ့ကလိန်ကချစ်တယ်များတယ်ပြောမနေတော့ပါဘူးကွာဟင်ဘာဖြစ်လို့လဲ ဦးခမောင်ဝေကကော်ဖီကိုအပီးတံမောချလိုက်သည်ထို့နောက်ခက်မဲ့မဲ့ပြုံးရင်းတူတူပြောသည်ဒီလိုအမှုတင်လေးတွေရှိနေလို့ကတော့ဒီကောင်မစင်ရနိုင်ပါဘူးပြုံးလို့ရေကြီးပွားရင်တော့ကြီးပွားလာအောင်မဟုတ်ဘူးလားမဆန္နာနားဆင်ပြတာကျေးဇူးတင်ပါတယ်ရှင် ကျမတို့ရဲ့ရွှေသိ Oribook Channel ကို Like and Subscribe ပေးဖို့လည်းတောင်းဆိုပါရစေရှင်။ကျမစိမ့်လေးပါ။